မန္တလေးတိုင်းတပေကျင်းမြို့နယ်ရေထွက်ကျေးရွာကိုစိုးစုကပုံကျက်တပြက်ခဲ့ရာကြောင်းကလေးငယ်တွေအပါအဝင်ပြည်သူ28ဦးသေဆုံးခဲ့ပါတယ်။အေဗီလာ19ရဲ့မွန်လွဲပိုင်းမှာစိုးစုကတိုက်လေနဲ့ပုံကျက်တပြက်ခဲ့ရာမှာအေဗီလာ20ရဲ့မနက်ပိုင်းထိရေထွက်ရွာဘုံထိမှန်တဲ့အဆောက်အုံတွေကြားကအလောင်း29လောင်းတွေ့ရှိထားပြီးအလောင်းရှာမရသေးပဲပျောက်ဆုံးနေသူ ၉ဦးရှိကဒဏ်ရသူတွေတဲကတချို့လဲတေဆုံးတယ်လို့တပိတ်ကျင်းမြို့နယ်ပကဖတပ်ဖွဲ့ဝင်တဦးကပြောပါရယ်အလောင်းတချို့လွင့်စင်ပြီးတစ်ပင်ပေါ်မှာချိတ်နေတဲ့အထိဘုံပေါက်ကွဲအားကပြင်းထန်ခဲ့တယ်လို့ဒေသခံတဦးကပြောပါရယ်ရေထက်ကြေရရွာလဲဈေးဆိုင်ကိုစိုးစုကတိုက်လေနဲ့ဘုံကျဲခဲ့တာဖြစ်ပြီးစက်သုံးစီအယောင်းဆိုင်ပေါ်ကြာရောက်ပေါက်ကွဲခဲ့တာကြောင့်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် အရတားပြည်သူဒါဇင်နဲ့ချီမီးလောင်တည်ဆုံးသလိုဈေးဆိုင်နဲ့အိုးအိမ်တွေမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။အလောင်းတွေကိုကောက်ယူလို့မပြီးသေးပဲအဲ့ဒီလိုအလောင်းကောက်တန်ရှင်းလုပ်နေသူတွေကိုစိုးစုကမနေ့ကမိုးလွဲပိုင်းမှာထပ်မံဘုံကျဲတက်ဖြတ်ခဲ့ပါသေးတယ်။